ဂျပန်စာကိုစပြီးလေ့လာတဲ့အခါမှာကြာကြာအာယုံမဆိုင်နိုင်အောင်ဆိုပြီးတော့ခံစားဘူးလားပေါ့နော်ပြီးတော့အမစာလုတ်တော့မင်းစာလုတ်တော့မင်းဆိုပြီးစိတ်ကူးပေါ်လာပြီးတော့စထိုင်လိုက်တဲ့အချိန်မှာလောရမဲ့စာပမာဏနဲ့အချိန်ကိုပေါ့နော်စဉ်းစားလိုက်တာနဲ့ဒီစိတ်တက်ကြလာတာမျိုးတွေရောဖြစ်ဘူးလားပေါ့နော်အကယ်၍အဲ့လိုမျိုးဖြစ်ဘူးတယ်ဆိုလို့ရှိရင်ဒီပြဿနာကဒါညံမကောင်းလို့ဖြစ်တဲ့ပြဿနာလည်းမဟုတ်ဘူးကိုညံ့နေလို့ဖြစ်တဲ့ပြဿနာလည်းမဟုတ်ပါဘူး စာလေးလာနီးစနစ်လွဲမားနေတဲ့အတွက်ကြောင့်မလို့ဖြစ်တဲ့ပြဿနာဖြစ်ပါတယ်။ဆိုတော့ဒီပြဿနာကိုဘယ်လိုဖြေရှင်းလို့ရလဲဆိုရင်ဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးသွားပါမယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်ကတော့ Zee Passage Education ရဲ့ CEO ကျင်းတော်ဖြစ်ပါတယ်။ကျောင်းသားတွေတော်တော်များများပြဿနာကဘာလဲဆိုရင် စာလုံးရမယ်။စာလုံးရမယ်ဆိုတဲ့ပုံတော့ကျွန်တော်တို့လောဘစိတ်နဲ့စတင်လိုက်တဲ့အချိန်မှာ ုကုကုပေါ့နော်ကျွန်တော် pressure တွေပေးမိသလိုဖြစ်တယ်ဖိအားပေးမိသလိုဖြစ်ပြီးတော့အဆက်မပြတ်ပေါ့နော်အချိန်ကြာကြာနှစ်နာရီသုံးနာရီလောက်ဇက်တိုက်စာလုပ်ကြတာများတယ်တကယ်တော့ကျွန်တော်တို့ရဲ့အုံနောက်ကပေါ့နော်နှစ်နာရီသုံးနာရီလောက်စာအုပ်ဇက်တိုက်ကြည့်လိုက်မယ်ဆိုရင်အာယုံဆိုင်နိုင်စွမ်းလို့ခေါ်တဲ့ attention span ကတဖြည်းဖြည်းနဲ့ကျဆင်းသွားပါတယ်ဒါ ਉਹ cognitive psychology ရဲ့သုတေသနတွေရလေ့လာတွေ့ရှိထားတဲ့အချက်ပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီအုံနောက်ကပုံမှန်အားဖြင့်ဆိုရင်မိနစ်20နဲ့ မိနစ်30လောက်ကိုပဲတိကျအိမ်ဆိုင်နိုင်တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းကြော်လာလို့ရှိရင်ကျွန်တော်တို့ရဲ့အုံနောက်ရဲ့ performance ကတဖြည်းဖြည်းနဲ့ကျဆင်းလာပြီးတော့ပေါ့နော်ဒီစာဆက်ကြည့်လဲပဲအရင်အကျိုးမရှိတော့ပါဘူးပေါ့နော်ဆိုတော့ဒီအုံနောက်ကိုလုံးနိုင်တဲ့ performance ထက်ကြော်လွန်ပြီးတော့ခိုင်းလိုက်တဲ့ချိန်မှာဘာဖြစ်လာလဲဆိုရင်ပင်ပန်းလာမယ် energy တွေကျဆင်းလာပါမယ်ပေါ့နော်ဒါကြောင့်မလို့ကြာကြာထိုင်ပြီးတော့စာလုပ်တာထက်စာရင်အပိုင်းပိုင်းနဲ့ ဖြတ်ပြီးတော့လေးလာတာက ပို့ပြီးတော့ထီရောက်ပါတယ်အဲ့ဒီလိုပိုင်းပိုင်းလေးတွေဖြတ်ပြီးတော့စနစ်တကျလေးလာတာပိုမိုဒိုရိုနီလန်းတလို့ခေါ်ပါတယ်ဆိုတော့ပိုမိုဒိုရိုနီလန်းဆိုတာအချိန်ကိုပိုင်းပိုင်းနဲ့ခွဲပြီးတော့သင်ယူရတဲ့နီလန်းဖြစ်ပါတယ်ဥပမာ တိုင်မာကို25မိနစ်ထားမယ်ပြီးဂျပန်စာကို i on site သင်မယ်ဥပမာကိုကြိုက်တဲ့ vocab ပဲဖြစ်ဖြစ် grammar ပဲဖြစ်ဖြစ် listening ပဲဖြစ်ဖြစ်ပါတော့ ပြီးရင်5မိနစ်အနားယူပါမယ်အဲ့ဒီချိန်မှာအုံနောက်ကို easy easy relax အနားယူပါပေါ့နော်ပြီးတော့နောက်ထပ်25မိနစ်ထိုင်းမှာပေးမယ်နောက်ထပ်5မိနစ်ယူမယ်ဒီလိုမျိုးဒီ cycle ကို၄ကောက်ပြန်လုပ်ပြီးသွားပြီဆိုရင်25မိနစ်တော့မဟုတ်မိနစ်30 break ယူပါအခုလို pomodoro method ကိုတရားစနစ်တရား၃ချင်းအပြင်ဘလို့အကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုရင်နံပါတ်1အနေနဲ့ပေါ့နော်အယုံဆိုင်နိုင်စွမ်းကိုအချိန်တိုတိုနဲ့ပေါ့နော်ထက်ခါထက်ခါ reset လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကြီးတိတ်ပြီးတော့မပင်ပန်းဘူးပေါ့နော်ဒါကို attention restoration theory လို့ခေါ်ပါတယ်နောက်နံပါတ်1အနေနဲ့ပေါ့နော်အခုလို25မိနစ်အတွင်းမှာအောင်မြင်စွာသင်လိုက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာပေါ့နော်ဒိုပါမင်ဆိုတဲ့ဓာတ်တမျိုးကပေါ်လာပြီးတော့ပြီးပြီဆိုတဲ့အားရတဲ့စိတ်ကိုကျွန်တော်တို့ဖြစ်ပေါ်စေပါတယ်အဲ့ဒိုပါမင်ထွက်လာတဲ့အချိန်မှာနောက်ဆိုက်ကတစ်ခုကိုစမယ်ဆိုတဲ့အားပေးတဲ့စွမ်းရည်တစ်ခုဖြစ်လာပါတယ်ပေါ့နော်ဒါတော့ဒိုပါမင် reward loop လို့ခေါ်ပါတယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ဆိုရင် chunk landing advantage လို့ခေါ်ပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ဆိုရင်အချက်လက်ကြီးကြီးမားမားတွေကိုတခါတည်းတပြိုင်နက်တည်းလုံးဝမမှတ်နိုင်ပါဘူးပေါ့နော်ဘလို့ပုံစံနဲ့မှတ်လဲဆိုရင် chunk လို့ခေါ်တဲ့အနည်းငယ်ချင်း ပိုင်းချင်းကိုပေါ့နော်ဟိုအဲ့လိုမျိုးဖြည်းဖြည်းချင်းတင်ယူလေ့လာခြင်းအဖြစ်ပို့ပြီးတော့ထိရောက်ပါတယ်ကျွန်တော်ခုနပြောတဲ့အဲ25မိနစ်အပိုင်းအပိုင်းလေးဖြတ်ပြီးတော့လေ့လာလိုက်တဲ့အတွက်ကြောင့်မလို့25မိနစ်တခုအစဉ်ချမ်းတစ်ခုနေနဲ့တင်လိုက်တာဖြစ်တဲ့အတွက်မှတ်လိုက်တာဖြစ်တဲ့အတွက်အမြန်ဆုံးပို့ပြီးတော့မှတ်မိနိုင်ပါတယ်နောက်တစ်ချက်နေနဲ့ဆိုရင်ကြာကြာထိုင်ရမယ်ဆိုတော့စိတ်ဖြစ်စည်းမှုမရှိတော့ဘဲနဲ့ပေါ့နော်အခု25မိနစ်ပဲဆိုတော့ စိတ်နဲ့ထိုင်လိုက်ခြင်းအဖြစ်တက်တာစီမှုကိုလည်းရလာတယ်။နောက်ထပ်စတင်ဖို့အတွက် procrastination လို့ခေါ်တဲ့အချိန်ဆွဲတာတွေလေးလံတာတွေကိုလည်းလျှော့ချပေးတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီ Pomodoro method ကအရန်ကိုထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မလို့ပေါ့နော်ဂျပန်စာအုပ်တခါတည်းကောက်ရိုးမိလို့ဝုန်းကင်းနဲ့လောင်ပြီးတော့လေးလာလိုက်မဲ့စာတဖြည်းဖြည်းနဲ့ဖွဲမိလို့ပဲတမြိုင်မြိုင်လေးနဲ့လောင်နိုင်အောင်တဖြည်းဖြည်းချင်းနီးစနစ်တကြပေါ့နော်ဒီလိုမျိုးအချိန်လေးတွေပိုင်းပိုင်းပြီးတော့ပိုမိုဒိုရိုမက်သတ်ကိုတခြားသုံးပြီးတော့လေးလာတာကအားလုံးအတွက်ပိုပြီးအကျိုးရှိနိုင်မယ်လို့ထင်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့ဇီးပတ်ဆက်ဂျူကေရှင်းပါဆိုရင်လည်းအခုဆိုရင်ဗီဒီယိုကလပ်စ်တွေဖွင့်လည်ထားပါတယ်အခုလို short model ဘောင်းစုံကိုတခြားသုံးထားပြီးတော့လာရောက်တင်ယူလေးလာတဲ့ចောင်းသားတွေအတွက်ထီရောက်မဲ့ အကျိုးရှိမဲ့နည်းစနစ်တွေပေါင်းစပ်ပြီးတော့တိဆောက်ထားတဲ့သင်ခန်းစာတွေဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ဂျပန်စာကိုစာနေစာပြစနစ်တကျပြန်လေ့လာခြင်းနဲ့ဆိုရင်ဇင်းအပတ်ဆက်ဂျူကေရှင်လာရောက် join လို့လည်းရပါတယ်။နောက်ထပ်ဗီဒီယိုမှာလည်းဂျပန်စာလေ့လာတဲ့နေရာမှာအထောက်အပံ့ဖြစ်တဲ့ technique တွေကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ကျောင်းရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားဖို့မမေ့ပါနဲ့။အားလုံးကိုကျေးဇူးတင်ပါတယ်။